တောင်ကိုရီးယားနိုင်ငံမှာထူးဆန်းတဲ့တရားစွပ်စွမှုတစ်ခုယခုရက်အတွင်းမှာသတင်းအဖြစ်တည်လာပါတယ်ဒီသတင်းကိုကျွန်တော်ပြောပြပေးချင်ပါတယ်အဲ့ဒီသတင်းကတော့43နှစ်44နှစ်ကြာမှသမီးကိုပြန်တွေ့ခဲ့ရလို့တောင်ကိုရီးယားအစိုးရကိုတရားစွပ်စွလိုက်တဲ့အမှုပဲဖြစ်ပါတယ်အဲ့ဒီအကြောင်းလေးကိုနည်းနည်းမပြောခင်သူ့တမိုင်းကြောင်းလေးနည်းနည်းပြောပြပေးချင်ပါတယ်1950နဲ့1953ခုနှစ်လောက်တော့က ောင်ကိုရီးယားမှာကိုရီးယားစစ်ပွဲကြီးဖြစ်ပြီးတော့မိဘမဲ့ကလေးတွေအိုးအိမ်မဲ့တဲ့ကလေးတွေများစွာကြံခဲ့ပါတယ်အဲ့ဒီကလေးတွေကဘလောက်တောင်ကြံလဲဆိုတော့ကလေးပေါင်းသိန်းနဲ့ချီပြီးတော့ကိုရီးတောင်ကိုရီးယားနိုင်ငံထဲမှာကြံခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကတောင်ကိုရီးယားအစိုးရကကလေးတွေကိုစောင့်ရှောက်ဖို့အတွက်တာဝန်ယူဖို့အတွက်အခက်အခဲတွေကြုံရပါတယ်နိုင်ငံပြန်လဲထူထောင်ရေးနိုင်ငံကိုပြန်လဲပြီးတော့ပြုပြင်ရေးအတွက်ငွေကြေးအခက်အခဲတွေရော စောင့်ရှောက်ဖို့အတွက်ကလေးတွေအတွက်ကောအခက်အခဲတွေအများကြီးကြုံရပါတယ်။အဲ့ဒီအခါကျတော့အစိုးရကအစီအစဉ်တစ်ခုကိုစီတင်ရပါတယ်။အဲ့ဒါကဘာလဲဆိုတော့လူသားချင်းစာနာမှုအထောက်အထားကျိုးပန်းမှုအဖြစ်နဲ့နိုင်ငံသားကိုမွေးစားတဲ့လူတွေရှိရင်နိုင်ငံသားကိုကလေးတွေကိုမွေးစားတဲ့သူတွေရှိပို့ဆောင်ပေးတဲ့အလုပ်ကိုလှုပ်ဆောင်ခဲ့ပါတယ်။အစိုးရကလည်းတရားဝင်အနေနဲ့ကလေးမွေးစားရေးအေဂျင်စီတွေကိုတရားဝင်လုပ်ကန်ခွင့်ပြုခဲ့ပါတယ်။ကလေးတွေကိုကုန်ပစ္စည်းအဖြစ်နဲ့ ပြည်ပနိုင်ငံတွေကိုပို့ဆောင်ခဲ့လုပ်ငန်းကိုလှုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်1980လောက်တုန်းကဆိုရင်တောင်ကိုရီးယားနိုင်ငံကကလေးတွေကိုပြည်ပကိုပို့ဆောင်တဲ့လုပ်ငန်းဟာအလွန်ပဲများပြားမြင့်မားလာပါတယ်1985ခုနှစ်မှာတော့တနည်းထဲကိုပဲကလေးပေါင်း8800ကိုပြည်ပနိုင်ငံတွေကိုပို့ဆောင်ခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီအချိန်တုန်းကအနောက်နိုင်ငံတွေမှာဆိုရင်ကလေးမွေးဖွားတဲ့နှုတ်ဟာအလွန်ပဲနှဲပါနေပြီး လေးမြကိုကလေးယူတဲ့နှုံးကလည်းအလုံးပဲကြာဆင်းနေပါလေဒါကြောင့်မလို့ဒီကလေးလိုချင်တဲ့အနောက်နိုင်ငံကမိသားစုတွေကကလေးတွေကိုတကဘာလုံးမှာရှိတဲ့အရက်ဒီသားအပေါင်းကကလေးတွေကိုမွေးသားတဲ့အလုပ်ကိုအလုံးပဲအဲ့ဒီအချိန်တုန်းကခက်စားခဲ့ပါလေအဲ့ဒီအချိန်ကအနောက်နိုင်ငံတွေကိုတောင်ကိုရီးယားနိုင်ငံကကလေးတွေကိုပို့ဆောင်တဲ့အခါမှာလေရင်နဲ့ပို့ဆောင်ခဲ့ပြီးတော့ကလေးတွေကိုထိုင်ကုန်ဒီမှာ ကျိုးနဲ့တုတ်ပြီးချီနှောင်ပြီးဝေးသားမြင့်နိုင်ငံ DC ကိုပို့ဆောင်တဲ့အလုပ်ကိုလှုပ်ဆောင်ခဲ့ကြပါတယ်1984ခုနှစ်တုန်းကဒိမတ်နိုင်ငံကိုပို့ဆောင်ခဲ့တဲ့ခလေးတွေဟာလေရင်ပေါ်မှာတည်ဆုံးခဲ့ကြရပါတယ်အဲ့ဒီခလေးတွေဟာလည်းအလွန်ပဲငယ်ရွယ်ပြီးနှုတ်ဆိုးတဲ့အရွယ်လေးတွေပဲဖြစ်ပါတယ်ကိုရီးယားနိုင်ငံကအဲ့ဒီအကြောင်းကိုလည်းရုပ်ရှင်အနေနဲ့တမိုင်းမှတ်တမ်းတင်ခဲ့ပါသေးတယ် အစိုးရကအတိမတ်ပြုတ်ပြီးတော့မွေးစားခွင့်ရခဲ့တဲ့မွေးစားရေးခလီမွေးစားရေးအေဂျင်စီတွေကအဲ့ဒီအချိန်တုန်းကမိဘပဲဂေဟာခလီတွေမိဘရှိတဲ့ခလီငယ်တွေကိုလည်းအတင်းအဓမ္မပြန်ပြီးဆွဲကြပြီးတော့မိဘနိုင်ငံကိုငွေကြေးတွေရယူပြီးမွေးစားဖို့ပို့ဆောင်ခဲ့ကြသေးပါတယ်အများဆုံးခလီအများဆုံးမွေးစားတဲ့နေရာကတော့အနောက်နိုင်ငံတွေဘက်ကပဲဖြစ်ပါတယ်အေဂျင်စီတွေဟာ အချက်အလက်ဒီမိပါရီနာမည်ဒီနေထိုင်တဲ့အရက်ဒီသားတွေကိုအချက်အလက်အတုတွေပြုလုပ်ပြီးတော့ပြည်ပနိုင်ငံတွေကို ရောက်စားခဲ့တာပဲဖြစ်ပါတယ်။တချို့ကကလေးငယ်တွေတချို့ဆိုရင်ဖြားနာကြပြီးတော့လေတည်ဆုံးရတာမျိုးတွေလည်းရှိခဲ့ပါတယ်။တချို့နိုင်ငံတွေကကလေးတွေကိုလက်ခံတဲ့အခါမှာလက်ခံတဲ့နိုင်ငံကမိပါရီစီရောက်တဲ့အချိန်ကလေးတွေတည်ဆုံးသွားပြီဆိုရင် နောက်ထပ်ကလေးတယောက်ကိုအစားထိုးပြီးပေးတာမျိုးတွေလည်း ပြုလုပ်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။အဲဒါကြောင့်မလို့ခလိငယ်တွေကိုအဲ့ဒီအချိန်တုန်းကကွန်ပီစီတခုလိုသဘောထားပြီးရောက်ချခဲ့တာတောင်ကိုရီးယားနိုင်ငံမှာအဲ့ဒီအချိန်တုန်းကရှိခဲ့ပူပါတယ်။အဲဒါကြောင့်မလို့လေ2012ခုနှစ်မှာအစိုးရကနေပြီးတော့ဝေဖွားခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်ရတဲ့အစ်စ်မျိုးအထိရောက်ရှိခဲ့ရပါတယ်။အစိုးရကိုအခုတရားစွဲဆိုတဲ့အမျိုးသမီးဖြစ်တဲ့ Mrs. Han ဆိုရင်စိုးမျိုး မှာနေထိုင်ပြီးတော့သူ့ရဲ့အိမ်မှာနေထိုင်နေတဲ့အချိန်မှာသူ့တပီးလေးပျောက်ဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။ဒီအဖြစ်ဟာဆိုရင်1985ခုနှစ်မေလကဖြစ်ခဲ့တာဖြစ်ပြီးတော့တပီးလေးကျူဟောင်းဟာသူ့ရဲ့အိမ်အပြင်ဘက်မှာတငယ်ချင်းတွေနဲ့ကစားနေတဲ့အချိန်မှာသူပျောက်ဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။သူအိမ်အပြင်ကိုထွက်လာတဲ့အချိန်မှာသူ့တပီးလေးမရှိတော့ပဲပျောက်ဆုံးသွားတာဖြစ်တယ်လို့ တင်းတောက်မြတ်ကိုသူကပြောပြခဲ့ပါတယ်အခုအချိန်မှာသူသမီးလေးကိုလိုက်လံစုံစမ်းနေတဲ့အချိန်မှာအမေရိကနိုင်ငံကိုရောက်ရှိနေတယ်လို့သူကသိရှိခဲ့ပါတယ်ဝေးစားခဲ့တဲ့ဒူရီစီကိုလည်းရအောင်ညီမျိုးစုံနဲ့စုံစမ်းခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကသူတင်းတောက်တီကိုပြောပြချက်အရသူ့ရဲ့ခြေတော့ဆယ်ချောင်းကခြေသေးဆယ်ကူသလုံးကျွတ်ထွက်မတက်သူရှာဖွေခဲ့ရတယ်သူသမီးလေးကိုရှာဖွေခဲ့ရတယ်လို့ပြောပြခဲ့ပါတယ် အခုအချိန်မှာတော့မစ္စဟန်ဟာအသက်82နှစ်ရှိပြီဖြစ်ပါတယ်ခင်ဗျာသူသမီးလေးကို44နှစ်ကြာအောင်သူ့အနေနဲ့ပြန်တွေ့အောင်ရှာဖွေခဲ့ရတယ်လို့သိရှိရပါတယ်သမီးလေးဟာကိုရီးယားစကားတော်မပြောတတ်တော့ဘဲအင်္ဂလိပ်စကားကိုပဲပြောတတ်တော့တယ်လို့သိရှိရပါတယ်ခင်ဗျာမကြာခင်မှာပဲသူ44နှစ်လောက်ရှာဖွေခဲ့ရတဲ့သူ့သမီးလေးကိုတရင်အချက်လက်တွေသူစတင်ရရှိခဲ့ပါတယ်အဲ့ဒါကတော့ ကယ်လီဖိုးနီးယားမှာရှိတဲ့သူနာပြုတ်တဦးကသူ့စီကိုဖုံးဆက်ပြီးသူသမီးလေးကိုတွေ့တယ်ဆိုပြီးပြောဆိုခဲ့တဲ့အတွက်ဆက်သွယ်ရှာဖွေခဲ့တဲ့အခါမှာသူပြန်လည်းတွေ့ဆုံခဲ့တာပဲဖြစ်ပါလေ DNA စစ်ဆေးချက်အရသူသမီးလေးဖြစ်တယ်ဆိုတာကိုလည်းအချက်အလက်များအရခိုင်နှုံစွာသိရှိခဲ့ရပါတယ်သူသမီးလေးကလည်းသူ့အမေကိုနှစ်ပေါင်းများစွာစောင့်မျှော်နေပြီးရှာဖွေနေတယ်လို့လည်းသိရပါတယ်သမီးလေးဟာ အမေအရင်ကိုရှာဖွေနေတာနှစ်ကြည့်ပြီလို့သူကထုတ်ဖော်ပြောကြခဲ့ပါတယ်။နှစ်ယောက်စလုံးဟာဆိုရင်အခုအခါမှာစိုးလေးစိတ်မှာတွေ့ဆုံကြပြီးတော့မျက်ရည်တွေကိုစီနဲ့ငိုယူကြတယ်လို့သိရှိရပါတယ်ခင်ဗျာ။ဒါကြောင့်မလို့လေအခုအချိန်မှာမစ္စဟန်ဟာဆိုရင်တောင်ကိုရီးယားအစိုးရကို သူနင့်နာခဲ့တဲ့အတွက်နဲ့တရားစွဲဆိုမှုတွေပြုလုပ်ထားပါတယ်။ဂျော်ဂျီးယားယူလို့မှုနဲ့ တရားရုံးမှာသူအခုဥတိုက်လျှောက်ထားတယ်လို့သိရှိရပါတယ်ခင်ဗျာပြည်တွင်းစစ်ကြီးရဲ့ရန်ကြောက်ပြည်တွင်းစစ်ကြီးရဲ့ပြီးတဲ့ဒုက္ခကြောက်တားအမိတွေကွဲကွာခဲ့ရပြီးအခုအခါမှာပြန်လည်ဆုံတွေ့ခဲ့ရခြင်းပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပြီကျွန်တော် channel လေးကိုကြိုက်တယ်ဆိုရင်စခရလီတွေနောက်ကြည့်ဖို့အတွက်လူဒီခေါင်းလုံးလေးတွေနှိပ်ထားပေးပါဦးခင်ဗျာအားလုံးကြက်မှာပြီးရန်သူမျိုးငါးပါးအန်ရက်ကကြေဝေးကြပါသည်ခင်ဗျာ